ဟုတ်ကဲ့နီလာမကျိုးစိုးပါရရှင်ဒီနေ့မော့ပေါ့စီလုံးကြီးလေးကိုလည်းကုစုံကြီးလေးနဲ့လုပ်ပြပေးပါမယ်နော်။ဟုတ်သားလေးကလည်းအေးအေးလေးနဲ့အထက်ကအုပ်ယိုရတာလေးနဲ့ဆိုတော့အရန်ကိုလည်းစားကောင်းပါရရှင်။အခုပထမဦးဆုံးအုပ်ယိုလေးစပြီးတော့ထိုးပါမယ်နော်။အုံးသီးအနေတော်ကိုဒီမှာတချမ်းသုံးပေးထားပါတယ်။အုံးသီးလေးတွေကိုချစ်ပေးထားတယ်။ကြားကတော့ဒီမှာငါးချက်သားသုံးပေးထားတယ်။စားလေးအနေငယ်ထည့်ပါတယ်။ကြားလေးတွေပျော်ပြီးတော့အုံးယိုလေးကအခုလိုလေးဆူဆူလေးဖြစ်လာပြီဆိုရင်တော့ရပါပြီရှင်။ ဖုံးယိုလေးရပြီဆိုတော့အခုမုံနစ်ကလေးနေပါမယ်နော်။ကောင်းကင်းမုတ်ကိုနိုးစီဘူးနဲ့နှစ်ဘူးခွဲသုံးပါတယ်။ဆံမုတ်ကတော့နိုးစီဘူးနဲ့တစ်ဝက်ပဲသုံးပါတယ်ရှင်။စားလေးနဲ့ငယ်ထည့်ပါတယ်။မုံနစ်နေတဲ့အခါမှာရေအေးနဲ့မနေဘဲနဲ့အမကတော့ရေနွေးလေးနဲ့နေပေးပါတယ်နော်။အဲရေနွေးလေးကိုဒီနေရာမှာအမ300မီလီလောက်သုံးပေးလိုက်ပါတယ်။တခါတည်းမထည့်ဘဲနဲ့နည်းနည်းချင်းစီထည့်ပြီးတော့နေပေးပါမယ်နော်။ ဘူးလိုနေဘေးရင်ကနေပြီးတော့မုတ်သားလေးကဘူးလိုလေးအီးအီးလေးဖြစ်လာပြီဆိုရင်တော့ရပါပြီရှင်။နော်ဒါဆိုရင် သူ့ကိုမိနစ်20လောက်ခဏလေးနှက်ပေးထားမယ်နော်။ကဲမုတ်သားလေးနှက်ပြီးပြီဆိုတော့သူ့တဲကိုအုံယိုလေးစပြီးတော့အစာသွပ်ပါမယ်ရှင်။မုတ်နစ်ကလေးကိုဘူးလိုလေးပြားမယ်နော်။ပြီးရင်လက်ကလေးနဲ့အရာပေးမယ်။ပြီးတာနဲ့အုံယိုလေးထည့်ပါမယ်။အုံယိုလေးထည့်ပြီးတော့သူ့ကိုစုပြီးတော့ပိတ်ပေးမယ်နော်ပြီးရင်လုံးပေးလိုက်ပါမယ် လုံနီးလေးကလည်းလွယ်ကူပါတယ်နော်အိမ်မှာအလွယ်တကူလိုက်ပြီးတော့လှုပ်ရှားလို့ရတဲ့နီးလေးပါရှင်ပြီးတာနဲ့သူ့ကိုအောက်ကလေးချပြီးတော့လက်ကလေးနဲ့ပြားပေးမယ်နော်ကိုလိုတဲ့ సై ကလေးတိုင်းပေါ့နော်အခုလိုမျိုးလေးပြားပြီးပြီဆိုရင်တော့ရပါပြီရှင်နောက်ကျန်တဲ့မုတ်သားလေးတွေကိုလည်းဒီနီးတိုင်းလေးပဲလှုပ်ပေးပါမယ်နော် ီးတာနဲ့ဒဲအိုးထဲမှာစီလေးနဲ့ငယ်ထည့်ပြီးတော့မီးလေးအလက်လက်ကလေးနဲ့စပြီးတော့ကြော်ပေးပါမယ်။တစ်ဖက်ကကြက်လောက်ပြီးဆိုရင်နောက်တစ်ဖက်ကိုလှည့်ပေးမယ်နော်။မုတ်သားလေးကလည်းကောင်းချင်းသားလေးကလည်းအီအီလေးနဲ့ဆိုတော့အရန်ကိုလည်းစားကောင်းပါရဲ့ရှင်။ကလေးရောလူကြီးရောချိန်နှက်တတ်တဲ့မုတ်လေးပါနော်။မပေါစီလေးရပါပြီ။နောက်ကျန်တဲ့မုတ်သားလေးကိုလည်းဒီနည်းတိုင်းလေးပဲကြော်ပေးမယ်နော်။အခုဆိုရင်ရန်စာကောင်းပြီးရတာရှိတယ်။မပေါစီလေးရပါပြီရှင်။